ရိုင်းနီယာကတော့ဘိုနီကဲကိုအနိုင်ယူခဲ့တဲ့အပြီးမှာဒီပွဲကို အကြရှုံပေါင်းများစွာအထွေကြုံပေါင်းများစွာနဲ့အနိုင်ယူခဲ့တာဖြစ်ကြောင်းသူ့ဘဝနဲ့ချီပြီးအထွေကြုံကနေရိုင်းနီယာကပြောလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးအထွေကြုံပြောဆိုမှုတွေမှာအောင်လအန်ဆန်လေးပါလာခဲ့ပါတယ်။ရိုင်းနီယာဟာဝမ်ချန်ပီယံရှစ်မှာတကယ်ကိုမှ အောင်လအန်ဆန်ကိုနှစ်ကြိမ်တိုင်တိုင်အနိုင်ယူခဲ့ပြီးတော့နှစ်ထပ်ခွန်းချန်ပီယံဖြစ်သွားခဲ့တာပါ။ လောက်မှမကြဘူးသူ့ကိုလည်းဖြိုချမဲ့မာလီခင်ကြီးပေါ်လာခဲ့တယ်။နှစ်ထပ်ခွင့်ချန်ပီယံအဖြစ်တော့ဘလောက်မှမဆန်းစားလိုက်ရဘူးချက်ချင်းပဲသူဟာပြန်လေကြရှုံခဲ့တာပဲဖြစ်ပါတယ်။အခုဘိုနီကေကိုအနံ့ယူတာကသူ့အနေနဲ့မမိကိုကိုယုံကြည်မှုနဲ့မမိကိုကိုစိတ်ကြီးဝင်နေမှုနှစ်ခုကြားကကွာခြားချက်ကိုတည်သွားလို့အခုလိုမျိုးဘိုနီကေကိုအနံ့ယူနိုင်ခဲ့တာဖြစ်ကြောင်းနော်ရိုင်းနီယာကပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သူထိုးခဲ့တဲ့အောင်လာအန်ဆာဟာလေဝမ်ချန်ပီယံရှစ်မှာသူ့ကိုနိုင်တဲ့သူတယောက်မှမရှိတော့ဘူးနော်ဘသူလာလာသူအနိုင်ယူနိုင်တယ်ဆိုတဲ့အနေထားမျိုးနဲ့သူနဲ့ထိုးခဲ့တယ်အဲ့ဒီမှာအောင်လာအန်ဆာကြာရှုံးခဲ့တယ်ဒုတိယအကြိမ်ထိုးရင်းအောင်လာအန်ဆာရှုံးတယ်နော်ဆိုတော့အောင်လာအန်ဆာကိုသူကအနိုင်ယူပြီးတဲ့အခါမှာသူကနှစ်ထပ်ခွင့်ချန်ပီယံဖြစ်သွားပြီဝမ်ချန်ပီယံရှစ်မှာသူ့ကိုနိုင်နိုင်တဲ့သူမရှိတော့ဘူးဆိုတဲ့အနေထားနဲ့သူဟာ စိတ်ကြီးဝင်ခဲ့မိကြောင်းကိုရိုင်းနီယာကအမှန်တိုင်းပဲယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်เนาะမမိကိုကိုယုံကြည်မှုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအပြင်ကမှမမိကိုကိုစိတ်ကြီးဝင်နေတာကမမိကိုကိုယုံကြည်မှုနဲ့เนาะထင်အောင်ထင်မှားဖြစ်ပြီးတော့မမိကိုကိုယုံကြည်မှုလွန်ကဲခဲ့ကြောင်းရိုင်းနီယာကရှင်းပြပါတယ်ဆိုတော့မာလီခင်ရဲ့အတွေ့အမှာသူရဲ့ယုံကြည်မှုတွေကမမိကိုကိုယုံကြည်မှုမဟုတ်ခဲ့ကြောင်းကိုတိတိကျကျသိခဲ့ရပြီ1 champion ရှိရလဲသူ့ကိုရှုံးပွေးလေးတွေးလိုက်တာနဲ့ပြထားခဲ့တာဖြစ်ပြီးတော့သူဟာအခုချိန်မှာဆိုရင်တော့ဖြစ် စိတ်ကြီးဝင်တာနဲ့မိမိကိုယ်ကိုယုံကြည်မှုเนาะအဲ့ဒီနှစ်ခုကကွာခြားချက်ကိုတည်တည်ချာချာတည်သွားခဲ့ပြီးမိမိမှာလိုအပ်နေတဲ့အရေးချင်းတွေကိုအကုန်လုံးပြည့်အောင်ကြိုးစားပြီးတော့မိမိကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိတဲ့လူတစ်ယောက်ဖြစ်အောင်တည်တည်ငြိမ်ငြိမ်ကစားနိုင်အောင်ကြိုးစားခဲ့လို့ခုလိုမျိုးအမေရိကန်ရဲ့အကောင်အဆုံးနံပါတ်သမားလို့တင်စားချတဲ့ဘိုနီကေကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ကြောင်းပြောသွားခဲ့တာဖြစ်တဲ့အတွက်အခုလိုမျိုးရိုင်းနီယာရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့မိမိကိုယ်ကိုအထင်ကြီးလွန်ကဲမှုเนาะအဲ့ဒီတစ်ခုကြာက ကွာခြားချက်ဟာလေအောင်လတ်အန်ဆန်တို့အတွက်အချိန်လိုပဲမယ်။တင်ခန်းစာရသွားမှာတော့အသေးချပါပဲဗျာ။ဒိုရီချီရဲအောင်လတ်အန်ဆန်ကိုရင်ကလေးအခုလောက်ဆိုရင်နောင်တရီတော့တင်ခန်းစာတွေတော့ရနေလောက်ပြီ။ပရိသတ်တွေကတော့ပြောကြပါလေ။အခုရိုင်းနီယာဟာသူ့အနေနဲ့ striking ဘိုင်းကိုမရဘူးဗျာ။ဆိုတော့အောင်လတ်အန်ဆန်တို့ဂျင်းဖြစ်တဲ့တကယ့်ကိုမှ striking ဘိုင်းမှာနာမည်ကြီးတဲ့ Kickler FC မှာအောင်လတ်အန်ဆန်တို့နဲ့အတူတူသွားရောက်လေ့ကျင့်နေနော်။သူ့မှာလူနေတဲ့အင်အားကိုအရေးချင်းကိုသွားရောက်ဖြည့်သိင်းနေတယ်။ ဆိုတော့အောင်လအန်ဆန်တို့ကတော့အဲ့လိုမဟုတ်ဘူးသူ့မှာလိုနေတာကနဗန်စကေဘောင်း5ဗျာဆိုတော့အောင်လအန်ဆန်ကအဲ့ဒီ KKL FC မှာပဲဆက်ဆော့ပြီးတော့သူ့ရဲ့ဒါအီချင်းတွေကိုဖြည့်သိမ်းနေပေါ့နော်တခြားလူကနေတဲ့တကယ့်ကိုမှ ground 5ပိုင်းဦးစားပေးတဲ့အချင်းတွေကိုသွားပြီးတော့မလေးချင်ဘူးဆိုတော့ဒါတေခန်းစာပေးသွားပြန်ပြီပေါ့နော်ဒါရိုင်းနီယာကတော့တေခန်းစာမြေမြူပေးနေတော့တာပဲဆိုတော့လေးလေးလေးစားပါရီသူ့ရဲ့စူးစားအချင်းတော်တင်းမှာအခုလိုမျိုးစူးစားအထုတ်ပြီးတော့အမေရိကန်ရဲ့နှပန်းသမားနော်တကယ့်ကိုမှကမ္ဘာအဆင့်ရှိတဲ့နှပန်းသမားဘိုနီကေကိုအနိုင်ယူခဲ့တာ တကယ်ကိုလေးလေးစားပါရယ်ဆက်လက်ပြီးတော့ထွန်းတောင်းနိုင်ပါစေရိုင်းနီယာကြီး